ပရိတ်တံယံပနံတတမိသိဏဌာနဒောဝနံဥဒကံပိဝိနာတေတိသဗ္ဗမေဝပရိတယံသူတိနာကဗ္ဗဝုဋ္ဌာနံယင်စာတာတေတိတင်ခဏီထေရတသင်္ကုလိမာလတလောကနာထေနဘာတိတံကဗ္ဗထာယိမဟာတေဇံပရိတံတံပနာမဟေ ယတောဟံဗဂိနိအရိယာယဇာတိယာဇာတောနာဘိဇာနာမိသင်္စိစ္စပါဏံဇီဝိတာဝရောပေတာတေနာတိစေနာသူတိတေဟောတုသူတိကပ္ပတယောမေအယံဗန္တိကုသိကတောကုမာရကောဝါကုမာရိကာဝါသောဘဂဝန္တံတရဏံကိစ္စတိဓမ္မေသဘိက္ခုတံကိစ္စ ဥပါတကံတံဘဂဝါဓာရီတုဧဇာတကေပါဏုပေတံတရဏံကတံတိဗန္ဒီအရှင်ဖယမေတပိတော်မအိကုသိကတော်ဝန်၌တည်သောယောအယံအခြင်းသူသည်ကုမာရကောဝသတုသာတိမူလေဟောတုဖြစ်စေကုမာရိကာဝသတုသမိတိမူလေဟောတုဖြစ်စေသောထိုသတုသာသတုသမိတိ ဘဂဝန္တံမြတ်စွာဘုရားကိုတရဏံကိုးကွယ်ရာဟူ၍ကိစ္စတိစည်းကပ်ပါ၏ဓမ္မေစတရားတော်ကိုလည်းတရဏံကိုးကွယ်ရာဟူ၍ကိစ္စတိစည်းကပ်ပါ၏သံဃံသံဃာတော်မြတ်အပေါင်းကိုလည်းတရဏံကိုးကွယ်ရာဟူ၍ကိစ္စတိစည်းကပ်ပါ၏ဘဂဝါမြတ်စွာဘုရားတိတန်ထိုသူကိုဣဇတက်ခေယနေ့မှစ၍ ပါဏုပေတံအတ္တထဆုံးဥပတကံတိယရနာ၃ပါးကိုယုံကြည်စည်းကပ်တတ်သူဟူ၍ဓာရီတုမှတ်တော်မူပါမြတ်စွာဘုရားကိုယ်စိတ်၅ပါးကျမ်းမာချမ်းသာ၍လူရာစန္ဒပြေဝပါစေ